ားလုံးပဲမင်္ဂလာပါ Mr. View YouTube Channel လေးမှာအားလုံးကိုပြန်လည်ကြိုဆိုပါရစေဒီတနေ့မှာတော့အမြန်ဆုံးဝင်ငွေရရှိနိုင်မယ့်အလုပ်များကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီအလုပ်များကိုတင်တကယ်လုပ်ခဲ့မယ်ဆိုရင်တော့တင်ဝင်ငွေကောင်းကောင်းရရှိမှာပဲဖြစ်ပါတယ်နံပါတ်1 online အခြေပြုအလုပ်များ freelancing ဝန်ဆောင်မှုများပဲဖြစ်ပါတယ်ဒါတွေကတော့ဥပမာ ီဇန်ရေးဆွေးချင်းစာရေးချင်းဒါမှမဟုတ်ဘာသာပြန်ပြီးချင်းတွေဖြစ်ပါတယ်ဥပမာ Facebook Marketplace Shop ဒါမှမဟုတ်ကိုပိုင် WhatsApp လို့ပြီးတော့ PC များကိုရောင်းချပြီးနေပါတယ်ပြီးတော့ App တုံးပြီးတော့အလိုလိုတဲ့အလုပ်ဖြစ်ပါတယ်ဥပမာ Food Delivery ဒါမှမဟုတ် Ride Hailing တို့ပဲဖြစ်ပါတယ်နံပါတ်2တဏိတာအလုပ်များ daily job ပဲဖြစ်ပါတယ် ါတီပွဲများဇီဝိုင်စင်တာများမှာ အချိန်ပတ်အလိုလိုချင်းပဲဖြစ်ပါတယ်။ပြီးတော့စိုင်းကေနာမမဟုတ်ကားနဲ့ဖြစ်စီပူဆောင်ပြီးချင်းအင်တွင်တန့်ရှင်းလုပ်ငန်းပြီးချင်းတို့ပဲဖြစ်ပါတယ်။နံပါတ်3ကျွမ်းကျင်မှုလိုအပ်တဲ့အလုပ်များပြုပင်ချင်းဥပမာ SPC ဒါမှမဟုတ်အင်တုံ PC တို့ပဲဖြစ်ပါတယ်ပြီးတော့ Mac နဲ့အားအပြင်ဝန်ဆောင်မှုများပဲဖြစ်ပါတယ်ပြီးတော့ အနှုတ်ပညာနဲ့ဆိုင်တဲ့အလုပ်ဥပမာဂီတတီချင်းပချီရေးဆွဲချင်းတို့ပဲဖြစ်ပါတယ်ပြီးတော့အင်ဒွန်းအလုပ်များအင်ဒွန်းချစ်ပြုတ်ရောင်းချပီချင်းဒါမှမဟုတ်လက်မှုပစ္စည်းများပြုလုပ်ရောင်းချပီချင်းနဲ့အလုပ်လုပ်နိုင်ပါတယ်နံပါတ်၄ online sami wai wan yak phi su chin online survey ne digital zikwa sia phi chin lo be phit par de survey junkie swabek ke tu to platform ya ma de sin ngui sia chin နံပါတ်5ကတော့လူကြိုက်များတဲ့ YouTube channel ဖွင့်ချင်ပေဖြစ်ပါတယ်အကြိုက်ရှိကြသောအကြောင်းအရာများကိုဗီဒီယိုရိုက်ပြီး YouTube မှာတင်နိုင်ပါတယ်ဒါကတော့အကြောင်းအရာတွေကနေပတ်စံရရှိနိုင်ပြီးတော့ view တစ်ထောင်ကြီးတိုင်းဒေါ်လာ70ရရှိမှာပဲဖြစ်ပါတယ်အောင်မင်းဒေးဆွေတို့ Mr Biscuit တို့မီလီယံတယောက်ဖြစ်နေပါတယ်တင်တကယ်အလို့စူးစမ်းခရင်တို့ဘာမှမစူဖြစ်နေပါတယ် ဒီအလုံးများကိုအချိန်တူအတွင်းငွေရရှိနိုင်တော့လေတင်းရဲ့အချိန်ဒါမှမဟုတ်ကျွမ်းကျင်မှုနဲ့ရင်းနှီးမြှုပ်နှံမှုပေါ်မူတည်ပြီးတော့ဝယ်ငွေကိုချတ်သွားနိုင်ပါတယ်အစီအစဉ်လေးကိုဒီမှာပဲရလိုက်ကြရအောင် Mr. View ရဲ့ YouTube channel လေးကိုကြည့်ရှုအားပြီးတဲ့ပရိသတ်တွေအားလုံးအများကြီးကျေးဇူးတင်ပါတယ်။ပြီးတော့နောက်ဆက် video လေးတွေကိုလည်းဆက်လက်ကြည့်ရှုအားပေးဖို့တောင်းဆိုချင်ပါတယ်။ ပြီးတော့ပရိသတ်တွေတိချင်တဲ့ဘဟုတုတလေးတွေကိုတိချင်နေစွန့်ကွန်မန့်လေးမှာလာရောက်ပြီးတော့ကွန်မန့်တောင်းဆိုလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်